်မင်္ဂလာပါရှင်2025ခုနှစ်မေလ4ရက်နေ့အတွက်မိုးလဝတ္တနှင့်ဇလဗေဒသတင်းများကို နေပြည်တော်မိုးလဝတ္တနှင့်ဇလဗေဒညွှန်ကြားမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကဖြစ်ပေါ်ခဲ့တဲ့နေ့ပူချိန်ခြေနေများမှာကချင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာမေလရဲ့ပုံမှန်ပူချိန်တော့အောင်1ဒီဂရီဆက်စီယံစကနနေ့ဒေသကြီးအောက်ပိုင်း မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးနဲ့ AR တိုင်းဒေသကြီးတို့မှာမေလာရဲ့ပုံမှန်ပူချိန်တို့အား3ဒီဂရီဆက်စီယံမှာ4ဒီဂရီဆက်စီယံထိနေနေပြည်တော်နဲ့မကွေးတိုင်းဒေသကြီးတို့မှာမေလာရဲ့ပုံမှန်ပူချိန်တို့အား5ဒီဂရီဆက်စီယံမှာ6ဒီဂရီဆက်စီယံထိရှုံးနေခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလာရဲ့ပုံမှန်ပူချိန်ခန်းသာရှိခဲ့ပါတယ်၃ရက်၅လ၂၀၂၅ရန်ဒီမှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေ့ပူချိန်ချင်းနေများမှာ ညောင်လေးပြည်မြို့မှာ39ဒီဂရီဆက်စီယံဘီလင်းမြို့မှာ38ဒီဂရီဆက်စီယံမြင်းမူမြို့နယ်ကော်ကရိတ်မြို့တို့မှာ38.9ဒီဂရီဆက်စီယံစီဖန်စိုက်ပျိုးရေးမိုးလေဝသမှာ38.6ဒီဂရီဆက်စီယံဖန်မြို့နယ်တင်းစည်ရဲမြို့တို့မှာ38ဒီဂရီဆက်စီယံစီချောင်းမြို့မှာ36.6ဒီဂရီဆက်စီယံရွှေကျင်မြို့မှာ36.2ဒီဂရီဆက်စီယံနဲ့ကောတာမြို့မှာ36ဒီဂရီဆက်စီယံတို့ဖြစ်ကြပါတယ် မေလာရဲ့အနေဆုံးပူချိန်စံချိန်တင်အနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွားခြင်းများအရာဟာခါမျိုးမှာ6.5ဒီဂရီဆက်စီယက်43.9ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ6.9ဒီဂရီဆက်စီယက်44.1ဒီဂရီဖာရန်ဟိုက်ဖြစ်ကောင်း2025ခုနှစ်မေလ3ရက်နေ့ကတိုင်းထွားရရှိခဲ့ပါတယ်။မသားဝေယာမွေးအချိန်များမှာပြင်းလွန်မျိုးမှာ1.9ကိုတက်လက်မှာပသိမ်းကြီးမျိုးမှာ နှစ်တသမာ၅ကိုလက်မပသိန်ကြီးချွေဆိုင်ရမတစ်တသမာ၉ကိုလက်မပြုံးလွန်စည်းပင်ကြီးမတစ်တသမာ၉တုံးလက်မနေပြီးတော့ဒက္ခိနာသေးဒီမြို့နယ်မှာတစ်တသမာခွန်ခွန်လက်မဟင်္ဒရာမြို့မှာတစ်တသမာတစ်တုံညလက်မဇလွန်မြို့နယ်ပေါမြို့တို့မှာတုံညတသမာ၉လေးလက်မစီကံကြီးတော်မြို့မှာတုံညတသမာ၉နှစ်လက်မမန္တလေးမြို့နယ်ဖြူမြို့တို့မှာတုံညတသမာခွန်ကိုလက်မစီတို့တိုက်ထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လည်းတနအိခွဲချင်းမွလဝတာဂျိုတူမှာဖန်ပြရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အနောက်အလဲပိုင်းတို့မှာတိမ်တင်တမတိမ်တို့ထက်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နဲ့ငဲဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားအနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီကျွေခြင်းစတဲ့မိုးလဝတဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ကျန်းသာနေသားကြီးနဲ့ပြည်နယ်များမှာတိမ်သစ်တွေဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပေါ်ရင်းအားမြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသတွေမှာလီဗီးယားရုံနဲ့နေရာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြန်မာမြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာရှစ်ပေကန်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်ထိခက်မှန်းချက်များအနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာနှံ့ပြောင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စစ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ် အင်အားရိတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမုတ်ထကျုံရပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မျိုးကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့နေတော်အတွက်မနေ့ဖြန်မနေ့အထိမိုးလွယ်သားခြင်းနေခံမှန်းကြမှာတိမ်သင့်တဲ့ဖြစ်ထွန်းပြီးမိုးထစ်ချုံရင်နေရွက်ကြောင်းမိုးရပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရန်ဟိုက်နေအနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတော်အတွက်မနေ့ဖြန်မနေ့အထိမိုးလွယ်သားခြင်းနေခံမှန်းကြမှာလည်း တင်တဲ့တဲ့ဖြစ်ထွန်းပြီးမိုးထစ်ချောင်းရဲ့နေရာွက်ကြောင်းမိုးရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆက်စီယက်65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာလည်း25ဒီဂရီဆက်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်တန်းမနက်ဖြန်မနက်တီမိုးလွယ်သားအခြေအနေခံမှန်းကြပါလိမ့်တင်တဲ့ချင်းဖြစ်ထွန်းပြီးမိုးထချုံရင်နေရာွက်ကြောင်းမိုးရပါမယ်အမြင့်ဆုံးမိုးချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့ အနေအဆုံမူစိမ်းမှာ23ဒီဂရီဆက်စီယက်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကန်နနေသားကြီးအထက်ပိုင်းချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနေသားကြီးတို့မှာနေရာကျကျမှနေရာဆစ်ဆိတ်မိုးထချုံရပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလွင်းတဲ့နိုင်ချိန်ထုတ်ပြန်တဲ့မိုးလွေပသားနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။